အပိုင်း29ရဲ့အဆမှာတော့လူဖီနဲ့ဒေါဂရီဟာအချင်းချင်းအားပြိုင်နေကြပြီးလူဖီကိုဒေါဂရီကတော့ short ွက်ပြီးသူ့ရဲ့စွမ်းထက်လက်နက်ကြီးနဲ့ပစ်ပေါလိုက်ပါတယ်။လူဖီဟာအဝေးစီကိုလွင့်ဆင်သွားပြီးစန်ကြီးနဲ့ဆိုင်းရှင်ဇက်တို့ကလည်းပဲစိုးရိမ်နေကြပါတယ်။ဇက်ဟာဒေါဂရီလိုလူကိုတိုက်ခိုက်ရတဲ့တက်တီဟာခေသူတော့မဟုတ်ဘူး။လူဖီရဲ့ဆွဲဟာကြောက်စရာကောင်းလို့နေသူ့တပ်တန်းတစ်ချောင်းမှမမြင်မှုသေးဘူးဆိုပြီးတော့သူကပြောပြီးဒါမှမဟုတ်သူ့ကိုသူကြမ်းခိုင်အောင်များပြုလုပ်နေရလားလို့စန်ကြီးကိုပြောလိုက်ပါတယ်။ဇက်ကလည်းထပ်ပြီးဒီတောက်တူမရောက်ကောင်းလေးဟာသူ့ကိုသူယုံကြည်မှုများနေလို့လား။ ဒီလိုမျိုးပြောနေချိန်မှာပဲလူဖီယာအင်အားဖြင့်နဲ့ဒွန်ဂရီကိုတိုက်ခတ်လိုက်ရာဒွန်ဂရီရဲ့တံမိုးထားတဲ့လက်နက်ကြီးကပဲ့ကျသွားပါရီဒွန်ဂရီဟာမင်းဘာလုပ်လိုက်တာလဲလို့မေးလိုက်တော့လူဖီကတော့စက်ပြဲပြဲနဲ့ငါးချက်လောက်ထိုးထည့်လိုက်တာလို့ပြောလိုက်ပါရီစပုံမှုတွေကလည်းပဲရေရောက်ကနေပြီးတော့ဒွန်ဂရီနဲ့လူဖီရဲ့ရံပွဲကိုအကဲဖြတ်နေကလူဖီရဲ့တိုက်ခွက်တွေကိုအံ့ဩနေကြပါရီစန်ဂျီကတော့ဒွန်ဂရီရဲ့တိုက်ခိုက်ပုံမျိုးနဲ့ဆိုရင်လူဖီခန္ဓာရင်ရှိမှာမဟုတ်ဘူးလို့ပြောနေတာပါလူဗီကတော့သူဟာဇွဲရှိပြီးမယူရဲ့ဆန်တဲ့အတွေ့အကြုံဒွန်ခရီကိုဒီနေရာမှာရင်အမောက်ချဖို့အတွက်ကြိုးစားနေပါတယ် ဒီလိုခြေချစရာနေရာလေးရှိရင်ဒွန်ဂရီကိုတိုက်ခိုက်လို့ရတယ်လို့ပြောနေတာဖြစ်ပါတယ်။ဒွန်ဂရီကလည်း9ရက်စွမ်းထက်လက်နက်ကဒုတ်ချောင်းကျိုးသွားပြီဆိုတော့ပုံမဲချန်တော့တယ်ဆိုပြီးအင်အားနဲ့သွားပြီလို့မင်းထင်နေရတယ်လို့မိလိုက်ပါတယ်။နောက်ထပ်မင်းခန္ဓာကိုယ်ကဒီလောက်ဖျော်ပြဲဖြစ်နေတာငါ့ကိုအမောက်ချအောင်မလုပ်လားဆိုပြီးအထင်သေးစွာပြောလိုက်ပါတယ်။ဒီတော့လူဖီယာဒွန်ဂရီရဲ့ကြံနေတဲ့ဘုံလိုလက်နက်ကြီးကိုသူ့ရဲ့ရဘာစွမ်းနဲ့တစက်တည်းထိုးချပြလိုက်ပါတယ်။ဘီနယ်ရမျိုးတွေနဲ့စံကြီးတို့ကလည်းလူဖီယာအကွက်စမ်းကိုကြီးကအံ့ဩနေကြပြီးစံကြီးကတော့ချီးကျူးနေပါတယ်။ ။ဒွန်ခရီကတော့ရောဘာလက်သီးရဲ့အများကြီးနဲ့ထိုးနေတာကိုတုတ်တုတ်မှမဟုတ်ပဲလူဖီကိုပြန်ချေလိုက်ပါရီ။လူဖီကလည်းရောဘာပစ္စတိုလက်သီးအစွမ်းနဲ့ဒွန်ခရီကိုပြေးကထိုးထည့်လိုက်ပါရီ။ဒွန်ခရီကလည်းပဲသောသောပုံထားပြီးလူဖီကိုထပ်ကင်ပေါက်လိုက်ပြန်ပါရီ။နောက်ပြီးသူရဲ့ချက်ဝိတန်စာကြီးကလူဖီရဲ့လက်သီးအချက်တရားထိုးနေအောင်မှကွင်းမှာမဟုတ်ဘူးလို့ပြောပြီးလူဖီကလည်းပဲဒွန်ခရီကိုအမောင်းမသိမ့်နိုင်လိုက်လို့နှံ့မျောနေတာဖြစ်ပါရီ။ ဒွန်ဂရီဟာရွက်တိုင်ပေါ်ကနေပြီးတော့အရန်ကြီးတဲ့အင်အားဆိုတာအစွမ်းထက်ဆုံးကရိယာပဲအစွမ်းထက်ဆုံးလူတွေကသာအသက်ရှင်ကျန်ရင်းလိမ့်မယ်လို့ပြောနေချိန်မှာလူဖီယာအလေးဝင်လုံးပြီးဒွန်ဂရီကိုလွင်ဆင်သွားအောင်ရဘာဆွမ်းနဲ့ပြည့်ထည့်လိုက်ပါတယ်ဒွန်ဂရီကလည်းလူဖီကိုထောင်ချောက်ဆင်ပြီးပလဲရဲ့မီးပလဲအစွမ်းတွေကိုထုတ်သုံးပြီးဒင်မော်ကြီးတစ်ခုလုံးကိုမိုင်းခွဲပြစ်လိုက်ပါတယ်လူဖီကပါသွားခဲ့တော့အစံကြီးနဲ့ကြံအဖွဲ့ဝင်တွေကစိုးရိမ်နေကြနေအောင်နေခဲ့ပြီးချက်ချင်းဆိုသလိုပဲလူဖီဟာအမောင်တူတွေကနေထွက်လာပြီးရောဘာဆွမ်းနဲ့ဒွန်ဂရီကိုပြန်တိုက်ခိုက်လိုက်ပါတယ် လူဗီရဲ့လေဘောပြန်ရောဘာဆွမ်းနဲ့ဒွန်ခရီရဲ့ဒိုင်းငါကြီးကိုဖျက်ဆီးလိုက်နိုင်ပြီဒွန်ခရီလည်းလွင့်စင်သွားပါလိမ့်ဘိုးတပ်ပြင်းအယုဒ္ဓမဒွန်ခရီကတော့မျောချင်အောင်ဆောင်ပြီးသူ့ရဲ့ကောက်ကျစ်တဲ့ညံနဲ့တမ်မနီပိုက်ကိုနေစင်ကလူဗီကိုကစားပွဲကပြီးသွားပြီဒီလိုမျိုးရှိပြီးတော့အနိုင်ရမဲ့သူကငါပဲဖြစ်ရမယ်လို့ပြောနေပါလိမ့်လူဗီကလည်းပဲပိုက်ကိုနေကသူ့ရဲ့ခြေထောက်တွေလက်တွေကထုံနိုင်သေးလို့ရှိရင်သူမရှုံးသေးဘူးလို့ပြောကရောဘာခြေထောက်ဆွမ်းနဲ့ဒွန်ခရီကိုဝေယံပြီး double လွင့်ထွက်သွားအောင်လို့ဒင်မော့ကုန်းဘတ်ကြီးစီကိုခေါင်းနဲ့ပြစ်ဆောင်ပေးလိုက်ပါလိမ့် ဲဒီတော့အရှိပင်နယ်ပြင်ကိုအုပ်စုတဲ့ကောက်ချစ်ရုပ်မာလုံးနဲ့ဒွန်ခရီလဲစမုံတုံးသွားခဲ့ပြီးလူဖီ6လောက်စာမိသွားခဲ့ပါတယ်။တင်မောသားတွေနဲ့စံကြီးစပုံမှုဘတ်တီတို့ကချီးကျူးနေခဲ့ကြပြီးတော့ဒွန်ခရီကြီးစမုံတုံးသွားတဲ့အတန်းကြောင့်အစိမ့်မိပြီးအိပ်ပျော်နေတဲ့ဂင်းလဲနူလာခဲ့ပါတယ်။ဂင်းဟာအစူညံနေတော့ဘာဖြစ်နေရလဲလို့မေးလိုက်ချိန်မှာပဲဒွန်ခရီကိုလူဖီစမုံတုံးပြီးလိုက်ပြီးလို့ပြောတော့ကြားတော့မယုံသင်တာဖြစ်နေပါတယ်။တကောင်သားလူဖီကတော့ပင်လယ်ထဲပြုတ်ကျသွားပြီးအခုထိကိုသတိလဲမလာသေးတာပါ။ နတ်ဆိုးတိတိစားထားတဲ့သူတွေဟာပင်လယ်ထဲမှာအစွမ်းမထက်သလိုရေလည်းမကူရတာကြောင့်လူဖီကအစွမ်းတွေကိုထုတ်သုံးလို့မရဖြစ်နေပါ ರಿ ။စန်ကြီးကလည်းအဖြစ်ပြက်တွေကမြန်ဆန်လွန်းအောင်မို့အကြောင်းကြည့်နေပါ ರಿ ။ဇာဟာစန်ကြီးကိုအကြောင်းမနေပဲလူဖီကိုသွားမခဲ့သေးဘူးလားလို့မေးတော့သူဟာသူပြန်တက်လာမှာမဟုတ်ဘူးလားလို့မေးခွန်းထုတ်လိုက်ပါ ರಿ ။ဇက်ကတော့နတ်ဆိုးတိတိတွေကိုစားထားတဲ့သူတွေကိုပင်လယ်ပြင်ကမုန်းတိတာဖြစ်တာကြောင့်ပင်လယ်ထဲမှာရေကူးနိုင်မှာမဟုတ်ကြောင်းပြောပြလိုက်ပါ ರಿ ။အဲ့ဒီအချိန်မှာဆန်ကြီးဟာအစောကဘာလို့မပြောတာလဲတောက်ဘူးတော်ကြီးဆိုပြီးရေထဲကိုဆင်းသွားပါ ರಿ ။ ရေဟုံမှာအလင်းမြန်ကူးခတ်သွားပြီးလူဖီကိုလိုက်ရှာနေပါရီလူဖီဟာပင်လယ်ပြင်အောက်ဆုံးမှာရှိနေပြီးစန်ဂျီကတော့အသေးတံကိုရေကူးလာခဲ့ပါရီလူဖီရဲ့နောက်ကိုရောက်တော့အာတင်ထားမသိသေးနဲ့အောင်လို့ပြောပြီးဒွန်ဂရီရဲ့တမ်မနီပိုက်ကွန်ကိုဖြည့်ကြည့်နေပါရီပိုက်ကွန်လေးကနေပြီးတော့ဆွဲထုတ်ပြီးစန်ဂျီဟာလူဖီကိုကယ်နေရင်ဇိုရိုကိုကယ်ပေးရတာကိုပြန်သတိရသွားပါရီဒီငွေရိုးကောင်တွေကိုကယ်ပေးနေရတာနဲ့တင်သူလဲအတော်လေးကိုတန်ရောစင်ဖြစ်သွားပုံရပါရီ ပင်လယ်အောက်ကနေလူဖီကိုခေါ်လာခဲ့ပြီးလူဖီတို့အဖွဲ့ဟာဘာကောင်နေလဲလို့တွေးတောနေပြီးတော့လူဖီတို့အဖွဲ့ရဲ့နောက်မဆုတ်တတ်တဲ့စိတ်ထားနဲ့ဇွဲလုံးလာကိုသိရှိသွားပါတော့တယ်။ဒီလိုနဲ့ဇက်ရဲ့စကားတွေကိုပြန်ကြားပြီးလက်နဲ့ရာချီရှိနေလဲဘာတော့ချက်မှုမှမရှိတဲ့သူကိုလည်းရှုံးနေနိုင်ပါသေးတယ်။တောက်ယူတကောင်ဟာဒီရီမန်းချက်လန်တန်ကိုမေးမြောနေတယ်လို့ပြောလိုက်တဲ့ဇက်စကားဟာသူ့ကိုပြောမှန်းသိသွားပြီးအော်ဘလူးကိုသွားမဲ့သူ့ရဲ့ရီမန်းချက်ကိုပြန်တရီရသွားစီပါရီ။ဇန်ဂျီဟာလူဖီကိုရေပေါ်ခေါ်လာခဲ့ပြီးပင်လယ်ဓမြအဖွဲ့သားတွေကတော့ဒွန်ခရီကြီးရှုံးနေသွားတာကိုမယုံကြည်ပဲအရှိတ်ပင်လယ်ပြင်ကိုအုပ်စိုးတဲ့ဒွန်ခရီဟာ တောက်တူမယောက်ကောင်လေးရဲ့လက်ချက်မှာတကယ်ပဲရှုံးနေပြီးအော်ဟစ်ငိုကြွေးနေကြရပါတယ်။ဂင်းကလေးဒွန်ခရီကိုသူကအနိုင်မဲ့အင်အားကြီးတဲ့သူရဲကောင်းလို့ထင်ထားတာဖြစ်တာမို့ဒွန်ခရီရဲ့ရှုံးနေမှုကိုလက်မခံခြင်းပဲရှိနေပါတယ်။ဇဘုံမှုပတ်တီနဲ့ကောက်ကလေးအခုထိလက်မခံနိုင်သေးရင်ကိုပါသားကိုထားကြည့်လိုက်လို့ပြောပြီးဒွန်ခရီတကယ်ဆုံးရှုံးသွားတာလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဂင်းဟာအစိမ့်ငွေအချိန်မပြေသေးတာမို့ကောက်ကငင်ကထထသွားတော့ဇဘုံမှုပတ်တီနဲ့ကောက်တို့ကဝိုင်းတားနေကြပါတယ်။ တဖက်မှာလည်းဆန်ဂျီဟာလူဖီကိုကယ်ရင်ရှေးဟူသူနာပြုနဲ့ပြုစုနေပြီးမင်းမလောက်ရှာရရှိနေသေးတယ်တေလို့မရဘူးလို့ပြောကာလူဖီဟာအသက်ရရဲ့လေးပြန်ရှူလာတာကိုသတိထားမိသွားပါတယ်တဖက်ကဒွန်ခရီကလည်းပဲယူကြောင့်မူကြောင့်ပြန်ထလာပြီးသူသားကဘာပေါ်မှာအင်အားကြီးဆုံးပဲဘသူ့ကိုမှမရှုံးနိုင်စေရဘူးလို့ဆိုကာတိုက်ခိုက်ဖို့ဟန်ရေးပြင်ပါပြီးဂင်းကားထလာပြီးပွားစီပွားစီပြောနေတဲ့ဒွန်ခရီကိုအမောက်ချလိုက်ကာအရှုံးကိုအလုံးလက်ခံလိုက်ကြပါတယ်နောက်ပြီးဆန်ဂျီကိုကျေးဇူးတင်ကလူဖီနိုးလာရင်စကားတခွန်းပြောပြီး Grand Line မှာပြန်ဆောင်ကြမယ်လို့ပြောပြီးသူဟာဘဝမှာဘာလို့ချိန်မှန်းမသိဖြစ်ခဲ့ပြီး ်အခုဖြစ်ပျက်တွေရာတိလာခဲ့ပြီးတော့ဂင်းဟာတကယ်တော့ဒွန်ခရီးရဲ့ရီမန်ချက်ဟာသူ့ရဲ့ရီမန်ချက်ဖြစ်လာခဲ့ပြီလို့ပြောခဲ့ပါတယ်ဒွန်ခရီးရဲ့ grand line ကိုအုပ်စိုးခြင်းတဲ့ဆန္ဒဟာဂင်းရဲ့ရီမန်ချက်ဖြစ်လာတာပါအဲ့လိုနဲ့ငိုနေပြီးဂင်းဟာအစိမ့်ငွေတွေကြောင့်သူ့အသက်မကြာခင်မှာဆုံးရှုံးရတော့မှာအဲ့တော့သူလှုပ်ချင်တာလေးတွေလှုပ်သွားမယ်သူ့ရီမန်ချက်လေးတွေကိုမသေးခင်ရအောင်လှုပ်သွားမယ်လို့ပြောလိုက်ပါတယ် အားလုံးကဂင်းရဲ့စကားတွေကိုအာရုံစိုက်သွားပြီးဂင်းဟာဒွန်ခရီကိုတကယ်သစ္စာရှိတာမဟုတ်ဘဲသူ့ရဲ့ဘဝရည်မှန်းချက်တွေကနေထွက်ပြေးခြင်းလို့ဒွန်ခရီရဲ့အမိကိုအကာအကွယ်ယူနေတာလို့ပြောပြီးစန်ဂျီကိုတန်ရာရောက်မှာကိုအသက်ဆုံးရှုံးမှာကိုကြောက်မနေပဲရန်သူလာရင်ချသာချလို့မြောက်ပေးလိုက်ပါတယ်။စန်ဂျီကလည်းပဲပတ်တီနဲ့ကောင်းတို့ကိုသူတို့ဇီဝဲထွက်တဲ့လေကိုပေးလိုက်ဖို့အတွက်အော်ပြောလိုက်ပါတယ်။ဇဖုံမှုပတ်တီကလည်းလေကိုဘာလို့ပေးရမှာလဲပေးလိုက်တယ်များလေလို့ပြောလိုက်ပါတယ်။ဒီကောင်တွေကိုလေပေးလိုက်ရင်ငါတို့ဈေးကိုဘာနဲ့သွားဝယ်ရမလဲလို့ပြောလိုက်ပြီး သူတို့ဘသူတို့ရေကူးသွားလိမ့်မယ်လို့စဖို့မှုပတ်တီကပြောလိုက်ပါရီစန်ဒီကတော့ပေးလိုက်လို့တခွန်းနဲ့ပြောလိုက်ကပတ်တီနဲ့ကောက်ကတော့တကြိုးတဲ့လေကိုသွားယူကြပါရီလေအသေးလေးထဲမှာလူတွေအပြစ်တင်ပြီးဂင်းကတော့သူအရင်ကအကြောက်ရွံ့တွန်းဆုံနေတာဘာကြောင့်လဲတွေးပြီးစိတ်ပူနေမိပါရီသူကိုယ်တိုင်ကတောက်ယူဖြစ်နေခဲ့တယ်လို့အမှန်တရားကိုပြောပြလိုက်ပြီးလူဖီနိုးကိုနှစ်ယောက်လုံးကြည့်နေခဲ့တာပါဒီလိုနဲ့ဂင်းဟာလေပေါ်ကိုတက်ပြီးဒီလေကိုပြန်ပေးစရာမလိုဘူးမှလာလို့မေးကလေအထွက်မှာပဲစဖို့မှုပတ်တီကဘရက်ဒီစားတော့ဆိုင်ဟာတိုက်ရိုက်ခိုက်ရေးကျွမ်းနဲ့စဖို့မှုတွေရှိတဲ့ဆိုင်ကွာလို့ပြောပြီး ဂင်းကလည်းကြောက်ဖို့ကောင်းတဲ့စားတော့ဆိုင်လို့ရေရွပြီးလှေထွက်သွားပါတယ်။တဖက်ပင်လယ်ပြင်မှာလည်းနာမီဟာလူဖီရိုအဖွဲ့ကိုထားခဲ့ရတဲ့အတွက်အဆိုင်မကောင်းဖြစ်နေပြီးသူတို့အဖွဲ့ကလူအောင်နေနောက်တစ်ခါသူမကိုအဖွဲ့ရဲခေါ်ဖို့လက်ခံမအောင်မလားလို့ပြောနေပါတယ်။စင်စာရင်ကိုယူနေခဲ့ပြီးတော့သူမဟာမိန်းကလေးဖြစ်တာကြောင့်လူဖီဥဆုပ်နဲ့ဇိုရိုတို့ကိုလွမ်းဆုပ်ပြီးတော့သူမရဲ့အမေဘဲလ်မေရာလို့ပြောပြီးတော့ငိုယူနေပါတယ်။အပိုင်းဆက်ရှိသေးတာမို့နောက်တစ်ပိုင်းကိုလည်းဆက်လက်ဆောင်မြော်ပေးကြပါအောင်ခင်ဗျာ။အစုံကြီးရှိရပါပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။